ရိုနယ်ဒိုနဲ့မက်ဆီကိုကွင်းတွဲမှာထပ်မံတွေ့ဆုံစေဖို့စီစဉ်နေပြန်တဲ့ FIFA ။ကမ္ဘာဘောလုံးလုံးကမှလက်ရှိချိန်ထိအကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ကမ္ဘာတွင်းကဘောလုံးသမားတွေရဲ့ဆံပြပုဂ္ဂိုလ်ဖြစ်သတ်မှတ်ခံထားရတဲ့ကန်နဝင်းသံသမားတွေဖြစ်ကြတဲ့ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ကိုကွင်းတွဲမှာထပ်မံရေးဆိုင်စီလိုတဲ့ဆန္ဒကပရိသတ်တွေကြားမှာလည်းမကဘဲအပြည်ပြည်ဆိုင်ရာဘောလုံးဖွဲ့ချုပ် FIFA ထဲမှာပါကြီးမားစွာတည်ရှိနေပါတယ်။လက်ရှိကလပ်ကပ်ဘလာပြိုင်ပွဲမှာ ရနော်ဒိုကိုသူ့ရဲ့ကလပ်အသင်းနဲ့တူပါဝင်စေနိုင်မှုကြိုးပမ်းမှုတွေအဆင်မပြေခဲ့တာနောက်မှာတော့ FIFA ဒီကမ္ဘာလူကြိုက်များဆုံးကစားသမားကြီးနှုတ်ကိုနောက်တစ်ချိန်ကွင်းထဲမှာပြန်လည်ဆုံတွေ့စေမယ့်နီးလန်းတစ်တခုကိုတကယ်ကိုလေးနက်တာစဉ်းစားလာခဲ့ကြောင်းတီးကြတဲ့သတင်းတွေကပေါ်ပြလာခဲ့ပါတယ်။ FIFA အနေနဲ့ရနော်ဒိုနဲ့မက်ဆီတို့ကိုပြန်လည်ဆုံတွေ့စေဖို့စဉ်းစားနေတဲ့အဓိကနီးလန်းကတော့2019ခုနှစ်နောက်ပိုင်းကလေးကမကျင်းပါတော့ပဲရန်နာထားခဲ့တဲ့ FIFA Confederation ပလပြိုင်ပွဲကိုပြန်လည်ရှင်းသင်စေဖို့ပဲဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲကအရင်တုန်းကကမ္ဘာ့ဗလာမတိုင်မီတနည်းလုံးမှာအရှေ့နိုင်ငံရဲ့ပြင်ဆင်မှုအဆင်သင့်ရှိမှုကိုစမ်းသပ်တဲ့အနေနဲ့ ကျင်းပလိုက်ရှိတဲ့အရေးပါတဲ့ပြိုင်ပွဲတစ်ရပ်ပဲဖြစ်ပါတယ်ဒီပြိုင်ပွဲမှာဒေတာလိုက်ချန်ပီယံအသင်းများဖြစ်တဲ့ဥရောပချန်ပီယံတောင်အမေရိကချန်ပီယံအာဖရိကချန်ပီယံစသဖြင့်ဒေတာကြီး၆ခုမှနိုင်ငံအသင်းချန်ပီယံများနဲ့လက်ရှိကမ္ဘာချန်ပီယံနိုင်ငံအသင်းတို့ပါပါဝင်ရှင်ပြိုင်လေးရှိကြပါတယ်ဒီပြိုင်ပွဲရဲ့သဘောတဘာဝကကမ္ဘာဖလားရဲ့အကျိုးပုံစံတစ်ခုလိုမျိုးပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကို2019ခုနှစ်နောက်ပိုင်းမှာရန်နာထားခဲ့တာကြောင့်ကိုပါအမေရိကဖလားကို2021ခုနှစ်မှာရရှိခဲ့ပြီးကမ္ဘာဖလားကို2022ခုနှစ်မှာနောက်ကြမှာရရှိခဲ့တဲ့လီယိုနယ်မက်ဆီအနေနဲ့ကော်ပိုရေးရှင်းဖလားပြိုင်ပွဲမှာသူ့ရဲ့ကစားသမားဘောတစ်ချောင်းလုံးတစ်ခါမှပါဝင်ရှင်ပြိုင်ကယ်ပူးခြင်းမရှိပါဘူး ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုကတော့2019ခုနှစ်မှာရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ Confederation ပလားပြိုင်ပွဲမှာပေါ်တူဂီအသင်းနဲ့တူဝင်ရောက်ကစားခဲ့ပူပြီးတတိယဆုကိုရရှိခဲ့ပူပါတယ်။အခုတစ်ခါမှာတော့ FIFA အနေနဲ့ Confederation ပလားပြိုင်ပွဲကိုပုံမှန်ဆွမ်းဆောင်မှုရှိစေဖို့နဲ့ဘောရေးရလည်းပုံမှန်အကျိုးများရရှိစေဖို့အတွက်အသင်းရှင်းတင်းတီပါဝင်မဲ့ပုံစံတည်တစ်ခုကိုစဉ်းစားနေတယ်လို့အတည်ပြုအပ်ခတ်ခဲ့တဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းတွေအရတန်ဝဲမှာဘလို့အသင်းတွေပါဝင်လာမလဲဆိုတာကလည်းစိတ်ဝင်စားစရာပါ။အဓိကအဖြစ်တော့လက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းကမဖြစ်မနေပါဝင်မှာဖြစ်ပြီးဒေတာကြီးလိုက်ချန်ပီယံအသင်းတွေလည်းပါဝင်လာမှာပဲဖြစ်ပါတယ်။ တပ်ပြန်ထူဖိတ်ခေါ်မှုအနေနဲ့ပကြသိကင်ကမှ Nationally Plus Champion ဖြစ်ထားတဲ့ပေါ်တူဂီအသင်းကိုပါဖိတ်ခေါ်ပြီးထိတ်သွင်းသွားမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာပါအကယ်၍ဒီတိရင်းနာမှန်ကမှာကဥရောပချန်ပီယံပြင်ဥရောပ Nationally Champion မှာထည့်သွင်းမိတဲ့ဘောမျိုးဖြစ်နိုင်ပါတယ်။ဒီလိုအစီအစဉ်မျိုးသာအမေရိကန်အကောင့်ထဲဖုန်နိုင်ခဲ့မယ်ဆိုရင်တော့ကမ္ဘာဘောလုံးပရိသတ်တွေအထူးတလဲမျှော်လင့်နေကြတဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ဦးဟာသူတို့ရဲ့နိုင်ငံအသင်းကိုယ်စီနဲ့နောက်တစ်ချိန်ကွင်းထဲမှာပြန်လည်ရင်ဆိုင်တွေ့ကြအောင်မှာပဲဖြစ်ပါတယ်။ ဒီလိုတွေးဆမှုမျိုးဟာဘောလုံးလောကရဲ့ရွှေခွေကိုပြန်လည်အမှတ်ရခြင်းမှာဖြစ်တယ်လို့နေပေါင်းများစွာသူတို့နူရဲ့အတိုင်းဆိုင်ဆွမ်းဆောင်ရည်တွေကိုအမှတ်ရနေတဲ့ပြည်သက်တွေအတွက်အထူးပဲဆွမ်းဆောင်မှုရှိမှာအမှန်ပါပဲ။ဒီဘက်ရဲ့ဒီလိုစဉ်းစားချက်ဟာကမ္ဘာဘောလုံးလောကရဲ့စီးပွားရေးနဲ့လူတိုင်းများမှုကိုမြင့်တင်မှုအတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။နိုင်ငံအသင်းတွေကြောင့်ပြိုင်ဆိုင်မှုနဲ့တူကစားသမားတွေရဲ့နောက်ဆုံးကဏ္ဍတွေကိုမြင်တွေ့ရမယ့်ခွင့်ရေးဖြစ်တာကြောင့်ဘောလုံးပြည်သက်တွေကြောင့်ကြီးမားတဲ့စိတ်ဝင်စားမှုကိုဖန်တီးပေးနိုင်မှာအမှန်ပါပဲ။ဒါကြောင့်ဒီစီးနင်းကတကယ်အကောင့်ထဲပေါ်နိုင်မလား။ဘယ်ချိန်မှကျင်းပပြစ်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ A Liverpool score. It's Mohamed Salah's 100.